အားလုံးမင်္ဂလာပါဒီနေ့မှာတော့ Microsoft Word ထဲမှာစက်လုံးပေါင်းမှန်မှန် option နဲ့စက်တက်လေးလို့လာပြီးတော့ပြပြပေးပါမယ်။ဟုတ်ပြီသင်စားရုံးရဲ့ Microsoft Word ထဲမှာစာရိုက်တဲ့အခါဒီလိုမျိုးပေါ့နော်ကိုယ့်ရဲ့စကားစုလေးတွေကတချို့စကားလုံးလေးတွေရဲ့အောက်မှာမှင်နေတားထားတဲ့ပုံစံမျိုးလေးတွေပေါ်နေတတ်တယ်။တချို့စကားလုံးတွေမှာတော့မပေါ်ဘူးပေါ့နော်။အဲ့ဒါဘာလို့လဲဆိုပြီးတချို့ကမေးကြတယ်။အဲ့ဒါလေးကိုဒီနေ့လာပြပြပေးရပါ။တကယ်တော့ Microsoft Word ထဲမှာစာရိုက်လိုက်တဲ့ကိုရိုက်လိုက်တဲ့စကားလုံးကအတိတ်ပဲ meaning မရှိဘူးဆိုရင်ဒါစကားလုံးမှားတယ်လို့ဒီကွန်ပျူတာကယူဆရတယ်။အဲ့ဒီအတွက်ကြောင့်မို့လို့ စကလုံးမှားတာဖြစ်တဲ့အတွက်သူကနေပြီးတော့မှားတဲ့စကလုံးလေးတွေကိုဒါမှင်နီတားပေးထားတဲ့ပုံစံလေးပြပေးရပါဟုတ်ပြီနော်အဲ့ဒီအကြောင်းအရာလေးကိုဒီနေ့စလုံးပေါင်းမှန်မှန်မှန်စစ်တက်နည်းလေးကိုအတူတူလေ့လာရအောင်အရင်ဆုံးအနေနဲ့သင်စာရုပ်ကစာပိုက်လေးတစ်ပိုက်ရေးထားတယ်အဲ့ဒီစာပိုက်လေးက စကလုံးမှန်လားမမှန်လားစစ်ချင်တယ်ဆိုလို့ရှိရင် find တဲ့ကိုသွားမယ် find တဲ့မှာအောက်ဆုံးမှာတချို့ကကျတော့ option ဆိုပြီးတန်းပေါ်ရဲသင်စားလို့မျိုးမပေါ်ရဲသူရဲ့အတွက်က mode တဲ့ကနေ option ဆိုတာလေးကိုနှိပ်လိုက်ပါနှိပ်လိုက်ပြီဆိုရင်အဲ့ဒီထဲမှာ profile ဆိုတာလေးရှိရဲ profile ကိုနှိပ်မယ်နှိပ်ပြီးသွားပြီဆိုရင်တော့ဒီအောက်ဆုံးနားလောက်မှာပေါ့နော် chat spelling su type တဲ့အဲ့ဒါလေးကိုအမှန်ချစ်ပေးထားမယ်ဆိုရင်ကိုယ့်ရဲ့စကလုံးတွေကိုမှန်မှန်စစ်ဆေးပေးရဖြစ်တယ်စကလုံးကမှားနေရဆိုလို့ရှိရင် ်အခုနကလို့မြင်းအနီလေးနဲ့တားပစ်ထားတာဖြစ်တယ်ပေါ့နော်အဲ့ဒီတော့စကလုံးမှန်မှန်မှန်စစ်ချင်ရဆိုရင် chest spelling s2 တိုင်းမှာအမှန်ချစ်ပေးလိုက်ပါပေးပြီးသွားပြီဆိုလို့ရှိရင်တော့တစားရိုးတွေက okay ဆိုတာလေးကိုနှိပ်လိုက်ပါ ဒါဆိုလို့ရှိရင်ဒီမှာရေးထားတဲ့စကားလုံးလေးတွေမှာ မှားနေတဲ့စကားလုံးလေးတွေကိုသူကထောက်ပြထားတာပေါ့နော်ဒီမှာဆိုရင် for for ဖြစ်ရမှာအာအာကျန်နေခဲ့တဲ့အတွက်ကြောင့်မလို့မှားရဲ့ပုံစံလေးပေါ်နေတာဖြစ်တယ်ဒီမှာဆိုလဲ i have ဖြစ်တဲ့အတွက်ကြောင့်မလို့ v ကျန်နေခဲ့တယ်ဒီမှာဆိုလို့ရှိရင်လဲ thought အဲ့တော့ g ကျန်နေခဲ့တယ်ဟုတ်ပြီဒီမှာဆိုလို့ရှိရင်လဲ probability ကကြတော့ ။အိုဂျန်နီကဖြစ်တဲ့အတွက်စကလုံးအမှားလေးပြန်ဟန်ဖြစ်တယ်။ဒီမှာဆိုရင်လဲ hotter hotter မှာဆိုရင် agent ကရပေါ့နော်။ဒါကကြတော့ ina ဖြစ်တယ်။အဲဒီမှာ music မှာဆိုရင် i တလုံးကျန်ခဲ့တယ်။ပြောချင်တာကသင်္ဇာဝင်ရေးရေးထားတဲ့စကလုံးကိုမှန်မှန်မှန်စလုံးပေါင်းစစ်ချင်တယ်ဆိုလို့ရှိရင် find တဲ့က option တဲ့ကိုဝင်မယ်အဲ့ဒီတဲ့ကနေ chess spelling s2 type ဆိုတဲ့နေရာမှာအမှန်ကြည့်လေးပေးလိုက်လို့ရှိရင် ကိုရေးထားတဲ့စကလုံးတွေမှာအဒီနာမည်ဆိုတာကကျတော့အသေးပဲသတ်မှတ်လို့မရဘူးပေါ့နော်ဒီလိုပုံမှန်ရေးနေတဲ့စကောလုံးလေးဒီမှာမင်းနဲ့အတိတ်ပဲမရှိဘူးမှားနေရဆိုရင်တော့ तू ကမှင်နေလေးနဲ့ထောက်ပြရဲ့ပုံစံလေးပေါ်လာမှာပဲဖြစ်ပါတယ်အဲ့ဒါကကြတော့ option တဲကနေပြီးတော့ဝင်ပြီးစလုံးပေါင်းမှန်မှန်မှန်စစ်တာပါအာတခါလေးမှာပေါ့နော်ကိုယ့်ရဲ့စလုံးပေါင်းကအကုန်မှန်နေဒါပေမဲ့နာမည်တွေပါရေးတဲ့အခါမှာမှားလဲမမှားပဲနဲ့ပေါ့နော်အဲ့လိုမှင်နေလေးပေါ်နေတယ် အန်တီစကလုံးရဲ့အောက်မှာအဲ့လိုမပေါ်ခြင်းမှုဆိုရင်တော့တစားဘုတ်ကစလုံးပေါင်းမှန်မှန်မှန်လဲစစ်ပြီးသွားပြီးနာမည်တွေရဲ့အောက်မှာသာလျှင်မှင်နေလေးရေပေါ်နေတာအဲ့လိုမျိုးမပေါ်ခြင်းမှုဆိုရင်တော့တစားဘုတ်ကစလုံးပေါင်းစစ်ပြီးပြီဆိုရင်ဘာလုပ်လို့ရလဲဆိုတော့ဖိုင်တဲက မိုးထဲကိုပြန်သွားမယ် option ကိုဝင်မယ်သူအပြင်ဆိုလို့ရှိရင်တော့အာဒီမှာ profile ဆိုတဲ့ထဲကိုပြန်ဝင်မယ် chest spelling su တိုက်မှာအမှန်ချစ်ဖြောလိုက်ပါပြီးရင် okay နှိပ်လိုက်ပါဒါဆိုလို့ရှိရင်တော့အဒါကိုစကလုံးမှားတာမမှားရလဲသူကမပြပေးရောဘူးပေါ့နော်အခုနောက်တော့ကအမှန်ချစ်ပေးထားရော FO လို့ရေးထားလို့ရှိရင်စကလုံးမှားရဲ့အတွက်မှင်နီလေးပေါ်နေတယ်။အခုသူ့အမှန်စစ်ဖြုတ်ထားရဲ့အတွက်ကြောင့်မို့လို့တကယ်လို့စလုံးပေါင်းမှားနေရဆိုရင်တော့မှ तू ကအခုနောက်ကလူမျိုးဖော်ပြမပေးတော့ပါဘူး။ဒါဆိုရင်ဒီနေ့ဗီဒီယိုလေးထဲမှာစလုံးပေါင်းမှန်မှန်စစ်တက်နည်းလေးကိုအားလုံးလည်းရလိမ့်မယ်လို့ထင်ပါရဲ့နော်။နောက်ထပ်ဗီဒီယိုတွေမှာအတူတူလေ့လာကြမယ်။